Idea Story Knowledge and Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်မှာတော့ပေါင်ပုံစားသုံးချက်နဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ပေါင်ပုံဖြူကိုကြာရှည်စွာပမာဏများများနဲ့ပုံမှန်စားသုံးနိုင်မယ်ဆိုလို့ရှင်ပြင်ထန်တဲ့ကျန်းမာရေးဆန်ရအန်ရများစွာရှိပါတယ်ပေါင်မုံကနေရရှိနိုင်တဲ့အကျိုးကျေးဇူးတွေနဲ့ဖြစ်ပေါ်စေနိုင်တဲ့ကျန်းမာရေးဆန်ရအန်တွေကိုသိထားဖို့တော့အရေးကြီးပါတယ်။ ပေါင်မုံမျိုးစားများစွာရှိတယ်။ဒီထက်အနေမှာအများဆုံးစားသုံးတာကတော့ပေါင်မုံဖြူပဲဖြစ်ပါတယ်။ကျွန်တော်ဒီပေါင်မုံဖြူကြောင့်အချက်၄ချက်နဲ့ပြောပြပေးမှာဖြစ်ပါတယ်။နံပါတ်၁ကတော့ပေါင်မုံဖြူကိုဘယ်လိုပြုပြင်ထားတာလဲ။နံပါတ်၂ကတော့ပေါင်မုံဖြူကိုပုံမှန်စားသုံးခြင်းရဲ့ဘေးတွေဆိုကြတွေ့နံပါတ်3ကတော့ပေါင်မုံစားသုံးခြင်းရဲ့အကျိုးကျေးဇူးတွေနံပါတ်4ကတော့ကျန်းမာရေးနဲ့ညီညွတ်စွာဘယ်လိုစားသုံးရမလဲဆိုတဲ့အချက်တွေနဲ့ပြောပြပေးမှာဖြစ်ပါတယ်နံပါတ်1ပေါင်မုံဖြူကိုဘယ်လိုပြုပြင်ထားတာလဲ ဗမုံပြပြုတ်တဲ့နေရာမှာကျွန်တော်တို့ဂျုံမုံကိုဓာတ်ပစ္စည်းအမျိုးမျိုးသုံးပြီးတော့ချူစေးဆိုးထားတာပဲဖြစ်ပါတယ်ပြီးတော့ဗန်ဇော်ဒိုင်းမာအောက်ဆိုင်ကလိုရင်းဒိုင်းအောက်ဆိုင်နဲ့ပိုတက်ဆီယမ်ဘရိုမိုက်လိုဓာတ်ပစ္စည်းတွေကိုကျွန်တော်တို့ဒီဗမုံပြလုံးမဲ့ဂျုံမုံလေးကိုထည့်သွင်းပြီးတော့ဒီနောက်ထပ်ပြုပြင်ပြောင်းလဲထားတဲ့ကက်စီတက်ကိုထပ်မံပေါင်းဆက်ပြီးတော့ပြုလုပ်ထားတာဖြစ်ပါတယ်အဲ့ဒီဓာတ်ပစ္စည်းတွေကိုအနည်းငယ်သာအသုံးပြုထားတယ်ဆိုတော့ငါလည်းကျွန်မရဲ့အနေဖြစ်စေနိုင်တာကိုတော့သိရှိရပါမယ် ပေါမုံပြူကိုပုံမှန်စားသုံးခြင်းဘယ်တွေဆိုကြတွေကိုကျွန်တော်ဆက်လက်ကြည့်လိုက်ကြရအောင်ပေါမုံပြူကိုကျွန်တော်ဇက်တိုက်စားသုံးခြင်းဟာခန္ဓာကိုယ်ထဲမှာကျန်းမာရေးပြဿနာပေါင်းများစွာကိုဖြစ်ပေါ်စေပြီးတော့အခုဖော်ပြမယ့်လက္ခဏာတွေဖြစ်ပေါ်လာနိုင်ပါတယ်နံပါတ်1ကတော့ဝမ်းချုပ်ခြင်းပဲဖြစ်ပါတယ်ကျွန်တော်ဂျုံမုံထဲမှာပါဝင်တဲ့ဂျုံခွန်ကနေမပြောင်းဝင်နိုင်တဲ့အမြင်တက်တဲ့ပါဝင်ပါတယ်ဒီအမြင်တက်ကချက်ဖြစ်မသွားဘဲနဲ့ဝမ်းကိုပမာဏများစေပြီးတော့ဥမာကြီးတွေကနေအတွေ့တကူရွှေရှားသွားအောင်ကူညီပေးတာပဲဖြစ်ပါတယ် ဒီအမြင်တက်ကိုပုံမှန်ပြပြလို့ရမှာဂျုံမုံကနေဖယ်ရှားလိုက်တဲ့အတွက်ကြောင့်မို့အမြင်တက်ပါဝင်မှုဟာပုံမှန်ပြတဲ့ချက်ကိုတစ်ဂရန်ထက်နေနေတတ်ပါတယ်။အမြင်တက်မလုံလောက်တဲ့အတွက်ကြောင့်မို့အစာချင်းမှုကိုနေခဲ့စေပြီးတော့ဝမ်းချိုခြင်းကိုဖြစ်စေနိုင်ပါတယ်။အမြင်တက်ကအိုရီယားနဲ့အကျိုးပြုဗက်တီးရီးယားတွေအတွက်အစာဖြစ်စေတာကြောင့်မို့အမြင်တက်မရှိခြင်းဟာဦးကျမရေကိုထိခိုက်စေနိုင်ပါတယ်။အဲဒါကျွန်တော်တို့ဒီပုံမှန်ပြများများစားသုံးတဲ့အခါမှာဝမ်းချိုခြင်းကိုဖြစ်စေတာကိုတော့သတိထားပါမယ်။ မနစ်ကတော့စီးတိုယောဂါတွေအတွက်သူရင်းကြားတက်မြင့်တက်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့အများအားလို့လို့စားသုံးနေတဲ့ပေါင်မုံဖြူမှာဒီသွေးသွေးရဲ့ဂျန်ညွန်ကင်းက80ကနေ85အထိရှိပါတယ်။ဂလိုင်ဆင်မဲ့ညွန်ကင်းမြမားမှုနဲ့ပြုတ်ပြင်ပြောင်းလဲထားတဲ့ကာဗွန်ဟိုက်ဒရိတ်ပါဝင်မှုကြောင့်မို့သွေးရင်းကြားတက်အပေါ်မှာတိတိတသာသာသေအောင်မှုရှိပါတယ်။ပေါင်မုံဖြူကသွေးရင်းကြားတက်ကိုမြန်မြန်ဆန်ဆန်မြင့်တက်စေတယ်။ပြီးတော့အင်ဆူလင်ဟော်မုန်းကိုပုံပုံထွက်ရှိစေတယ်။ အဲ့ဒီကြောင့်မို့နာတာရှင်အကျိုးဆက်နေတဲ့စီကြိုယောဂတမမုံစီကြိုအကန်ရှိသူတွေအတွက်ကတော့ဒါထိခိုက်မှုရှိတဲ့အတွက်ကြောင့်မို့တွင်နေကြတဲ့ကိုဂယူဆက်နေရတဲ့သူတွေအနေနဲ့ပုံမှန်ပြစားသုံးတဲ့အခါမှာသတိထားပြီးတော့စားသုံးသင့်ပါတယ်ပမာဏများများစားသုံးခြင်းကိုတော့ရှောင်ကျဉ်ရပါမယ်နံပါတ်3ကတော့ကိုယ်လေးခြင်းတက်လာနိုင်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ပုံမှန်ပြကိုယ်လေးခြင်းသက်ဆင်းနိုင်ပါတယ် အထူးသဖြင့်ကတော့လွန်ကျွန်စားသုံးမိမယ်။နောက်တစ်ခုကအာဟာရတချို့တဲ့အစားစာတွေနဲ့တွဲဖက်စားသုံးမိမယ်ဆိုလို့ရှင်တော့ပို့ပြီးဆိုရစီမှာပဲဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့ပုံမှန်ဖြူရဲ့ဖြူပြင်းပြောင်းလဲထားတဲ့သူ့ရဲ့ခွန်သက်တည်တဲ့ဗိုက်ပြင်းတင်းတိမ်မှုကိုမပေးစွမ်းနိုင်ခြင်းနဲ့သူတွေနဲ့ကြားတာပေါ်တဲ့ရောက်မှုတွေကြောင့်မို့ကိုလေးတင်ထင်းထင်းရဲ့အတွက်သိကိုမတင်တော်တဲ့အရာပဲဖြစ်ပါတယ်။ကျွန်တော်ရပါရကစားသုံးတာကပြဿနာမရှိပေမဲ့တကယ်လို့ကျွန်တော်တို့အများအားလုံးလုံးစားသုံးမယ်ဆိုလို့ရှင်တော့ဂျုံချမ်းနဲ့လှုပ်ထားတဲ့ကျွန်တော် ပေါင်မုံညိုလို့ဒီအမြင့်တဲ့မြန်မာတဲ့ပေါင်မုံတွေကိုဦးစားပေးရွေးချယ်ပြီးတော့ဒီစားသုံးခြင်းကမလိုလားအပ်တဲ့ကိုလေးချိန်တက်ခြင်းကိုကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်ကျွန်တော်တို့ပေါင်မုံပြူကိုပုံမစားသုံးမိမယ်ဆိုလို့ရှင်တော့ကိုလေးချင်းတက်ထားတယ်အဝါလွန်ချင်းကိုဖြစ်ပေါ်စေတာကိုတော့သတိထားပါမယ်။နံပါတ်၄ကတော့ဝက်ချံထွက်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ပေါင်မုံပြူကိုပေါ့နော်ပမာဏများများစားသုံးမိနိုင်မယ်ဆိုလို့ရှင်တော့သွေးနှင်းကြားတဲ့ရုတ်တရက်မြင့်တက်မှုဟာ ဆေဘာတထုတ်လုပ်မှုနဲ့ခန္ဓာကိုယ်ပြည့်ချောင်ရမှုကိုမြင့်တက်စေပါတယ်။ဒီအခြေအနေတွေကခန္ဓာကိုယ်ရဲ့ဝက်ချံလွဲတွေကိုထွက်နိုင်တဲ့နေရာတွေမှာဝက်ချံပေါက်ခြင်းကိုလှန့်ဆောင်ပေးနိုင်လို့မျိုးပဲဖြစ်ပါတယ်။နံပါတ်5ကတော့နှလုံးရောဂါဖြစ်နိုင်ခြင်းမြင့်တက်စေခြင်းပဲဖြစ်ပါတယ်။ကျွန်တော်တို့ပေါင်မှုဘီဟာပြုတ်ပြင်ပြောင်းလဲထားတဲ့ကာဗွန်ဟိုက်ဒရိတ်တမျိုးဖြစ်တဲ့အတွက်ကြောင့်မို့နှလုံးကျန်းမာရေးပေါ်မှာသေရောက်မှုရှိနိုင်ပါတယ်။အထူးသဖြင့်ကတော့လွန်ကျွန်းစားသုံးမှုမင်ဆိုလို့ရှိရင်နှလုံးနဲ့သွေးကြောယောဂါဖြစ်စေနိုင်တဲ့အချက်တွေကိုမြင့်တက်စေနိုင်ပါတယ်။ ဒီပဝန်ပြရဲ့တရားမှုကတော့သွေးရည်နဲ့ကြားတဲ့နဲ့အင်ဆူလင်မှုတရားမှုတွေနောက်ချက်ကအဝါလွန်ခြင်းနဲ့ဆက်ဆံမှုတွေကိုလက်စတရောဘောတရားမှုတွေရောင်ရမ်းမှုကိုဖြစ်စေနိုင်ခြင်းနဲ့ဒီအာရတက်ချိုးတဲ့ခြင်းနဲ့ဇီဝကံမဖြစ်စဉ်ပြဿနာတွေဖြစ်တဲ့ metabolic syndrome ယောဂါဖြစ်နိုင်ခြင်းတွေမြင့်တက်စေခြင်းတော့ပဲဖြစ်ပါတယ်နံပါတ်6ကတော့ဦးလန်းချောင်းရောင်ရမ်းနိုင်ခြင်းနဲ့ဖြစ်ပေါ်စေနိုင်ပါတယ် အမောင်ပြမှာပါဝင်နဲ့ပြပြန်ထားတဲ့ဂျုံမုံနဲ့ဓာရုပစ္စည်းတွေဟာအထူးသဖြင့်ကတော့ဓမ္မတဲလွေသူတွေမှာဦးလန်းချောင်းရောင်ရဲမှုကိုပြင်ဆင်နေပါတယ်။အဲ့ဒါကဂလူတန်နဲ့ဓမ္မတဲတဲ့သူတွေအနေနဲ့ပေါင်မုံဖြူကိုရှောင်ကျဉ်တက်ပါတယ်။ပေါင်မုံဖြူလွန်ကျွန်စားသုံးခြင်းဆိုကြိုးတွေကိုသိပြီဆိုလို့ရှင်သူ့ရဲ့ကောင်းကျိုးတွေလည်းရှိပါတယ်။အဲ့ဒီတော့ကျွန်တော်တို့ကောင်းကျိုးတွေကိုဆက်လက်ကြည့်လိုက်ကြရအောင်။နံပါတ်၁ကတော့အစာကျေလွေခြင်းပဲဖြစ်ပါတယ်။ပေါင်မုံဖြူရဲ့ရောရှင်းတဲ့ကာဗွန်ဟိုက်ဒရိတ်ဖွဲ့စည်းပုံနဲ့မြင့်တက်နေပါမှုကြောင့်အစာကျေလွယ်ပါတယ်။ အစအိမ်နဲ့ဦးလန်းချောင်းဆိုင်ရာယောဂအခန်းရှိသူတွေပြီးတော့ဖြားနာတဲ့သူတွေညလန်ထနေကောင်းလာသူတွေအတွက်ကတော့ဒီပေါင်းမပြူစားသုံးခြင်းအသင့်လျော်ပါတယ်။နံပါတ်2ကတော့စွမ်းရင်ကိုလျင်မြန်စွာရရှိစေခြင်းပဲဖြစ်ပါတယ်။ပေါင်းမပြူမှာပါဝင်တဲ့ကာဗွန်ဟိုက်ဒရိတ်တွေကစွမ်းရင်ကိုအမြန်ဆုံးထုတ်လွှတ်ပေးတဲ့အတွက်ကြောင့်မို့လေ့ကျင့်ခန်းလိုပြီးချိန်စွမ်းရင်ပြန်လည်ဖြည့်သိမှုအတွက်တင့်တော်တဲ့စားစာတစ်ခုလည်းဖြစ်ပါတယ်။နံပါတ်3ကတော့ကျွန်တော်ဒီဖြည့်စွက်အာဟာရတွေအနေနဲ့စားသုံးလို့ရပါတယ်။ နံပါတ်3ကတော့ဖြည့်စအာဟာရတွေပါဝင်ခြင်းပဲဖြစ်ပါတယ်။ဘောင်မွန်ဖြူတွေမှာဒီတန်တက် folic acid နဲ့ vitamin B လိုအဓိကအာဟာရဓာတ်တွေဖြည့်စွတ်ထားတဲ့ပြီးတော့အာဟာရဓာတ်ထုတ်တယ်မှုကိုလည်းတစ်ဖက်တစ်လမ်းကနေကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့အမြဲတမ်းစားသုံးနေတဲ့ဘောင်မွန်ဖြူကိုကျွန်မရဲ့ညဉ့်ညွန့်စွာဘယ်လိုစားသုံးရမလဲဆိုတာဆက်ကြည့်အောင်။ဘောင်မွန်ဖြူကိုပရိုတင်းတန်းနဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတက်တွေနဲ့တွဲဖက်စားသုံးခြင်းဖြင့်သကြားဓာတ်ဆောင်ရွက်မှုကိုနှေးကွေးစေပါတယ်။ကျွန်တော်ဥပမာပြောမယ်ဆိုလို့ရှင်တော့ ဒီပမုံစားတဲ့ခါမှာဒီထောပတိထည့်ပြီးတော့စားတာမျိုးဓမ္မမို့ပရိုဂျင်တက်ကြွေဝါတဲ့အသားမျိုးမျိုးနဲ့တွေ့ဖက်စားသုံးခြင်းဖြင့်သူရင်းနေကြတဲ့ရုပ်တရက်မြင့်တက်မှုကိုထင်မြင်ပြနေပါတယ်။တခါစားပမာဏကိုကန့်သက်ခြင်းကလည်းထောက်ကူဖြစ်စေပါတယ်။အများဆုံးကတော့တစ်ချက်နှစ်ချက်ကတော့အလွန်ဆုံးပဲဖြစ်ပါတယ်။ပမုံဖြူတစ်ချက်နှစ်ချက်စားတာကတော့ဒါအတင်းတော်တဲ့ပမာဏပဲဖြစ်ပါတယ်။ ကျွန်တော်ဒီပေါမောင်းပြုံနဲ့တို့ဟင်တင်ဟင်ရွက်တယ်ပေးမျိုးမျိုးလိုမြန်တက်ကြွယ်ဝတဲ့အစားအစာတွေကိုထည့်သွင်းစားသုံးပေးခြင်းဖြင့်ဒီပေါမောင်းပြုံရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုကျွန်တော်တို့ကာကွယ်ပေးနိုင်မှာပဲဖြစ်ပါတယ်သတိထားမယ့်ချက်တွေရှိပါတယ်ပေါမောင်းပြုံရဲ့ကျန်းမာရေးပေါ်တည်ရောက်မှုတွေဟာလူတအိုးနဲ့တူကွေပြနိုင်နေဆိုတာကိုတော့သိထားပါမယ်ပေါမောင်းပြုံစားသုံးခြင်းဟာလူတချို့အတွက်ကောင်းကျိုးတွေရှိပေမဲ့အဲ တခြားလူတွေတကတော့စောကြောများစွာလည်းဖြစ်စေနိုင်ပါတယ်။ဘုံမုံပြူကိုရံပန်းရံကန်စားသုံးပြီးတော့ဂျုံချမ်းတွေကိုဦးစားပေးစားသုံးခြင်းဟာဘုံမုံကောင်းမွန်တဲ့အစာချစ်စနစ်၊ဒီငိမ့်နဲ့စွမ်းရည်နဲ့စောလင်ကောင်းမွန်တဲ့ကျမရဲ့ကိုရရှိစေမှာပဲဖြစ်ပါတယ်။ဘုံမုံပြူရဲ့ကျမရဲ့ပေါ်တက်ရောက်မှုတွေကိုတခြားစဉ်းစားဆင်ခြင်ပြီးတော့ကျမရဲ့ညညွတ်တဲ့အစာထုတ်မှုတွေပြုလုပ်ခြင်း၊ဒါမှမဟုတ်မျှတညညွတ်စွာတွေ့ဖက်အစာသုံးနိုင်ခြင်းကတော့အကောင်းဆုံးပဲဖြစ်ပါတယ်။ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ကျွန်တော်နေ့စဉ် ပုံမှန်စားသုံးနေကြဒီပေါမုံနဲ့ပတ်သက်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖန်လေးတွေကိုနားထောင်ပြီးပြီးတော့ကြတော့ဂျာမာရဲ့အကျိုးကျေးဇူးစုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ဂျာမာရဲ့အကျိုးကျေးဇူးစုံတရားရရှိခဲ့မယ်ဆိုလို့ရှိရင်လည်းကျွန်တော်အနေနဲ့အတိုင်းထန်လုံးဝမ်းသာပီတိဖြစ်မိမှာပဲဖြစ်ပါတယ်။ဂျာမာရဲ့ဘုဟုသုတတွေတို့ပါပြီးစိတ်ချမ်းသာခြင်း၊ကိုယ်ရေးချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။